အားလုံးမင်္ဂလာပါဘာဆလန်အမန်နဲ့ကြိုဆိုပါရစေ။ကဲညီကိုတို့ပြည့်ကြရတော့ကျွန်တော်တို့ရဲ့ဘာစီလိုနာအင်ကွင်းကိုတက်ပြီးတော့ထိတ်ခေါက်ပြန်ပြီ။ကဲညတော့1 2တယ်ပေါ့နော်။ကျွန်တော်တို့ဘာစီလိုနာအတွက်ကတော့ဒါကတော့ရိုးနေပြီလို့တော့ပြောလို့ရတယ်ချန်ပီယံလိမှာ။ချန်ပီယံလိမှာကျွန်တော်တို့အနေနဲ့မိနစ်တော်ခြေစွမ်းတော့မမီဘူး။ခုနှစ်ဘာစီလိုနာအနေနဲ့ပေါ့နော်။ဒီပထမနှစ်မှာဆိုရင်1 4နဲ့ကျွန်တော်တို့အဲအချက်ခွဲအောင်ကိုအင်ကွင်းမှာတက်ပြီးတော့ထိတ်ခေါက်ပြီးတယ်။ဒုတိယကြိမ်လဲ1 4လေးခုတကူအခုလဲ ဟိုဘက်ကလူဒါမဆုံးတာတကူနှစ်ကိုတည်းဗျာညီကိုတို့ကဲစဉ်းစားတာကြည့်ပြီးတော့ဘာစလိုနာလူစင်းလေးကတော့ဘာမှတော့ထူးပြီးတော့မလဲဘူးပေါ့နော်ဒီနေ့အဲရီကာစီယာပါလာတယ်အာရော်နယ်ရာဟိုနေရာမှာပေါ့အဲရီကာစီယာဒီနေ့သူ့အနေနဲ့တော်တော်ကို struggle ဖြစ်တယ်ရုံးလည်းရုံးကန်ရတယ်ပေါ့ဗျာဘာစလိုနာအသင်းကဒီနေ့ဆော့သွားတဲ့နေရာမှာဘာမှ intensity မရှိဘူးရော့ရီရော့ရဲနဲ့ကစားတယ်မသိရင်သူတို့ပဲနိုင်နေတယ်လို့လို့ဂိုးပြက်ကြီးပဲနိုင်ထားတယ်လို့လို့ကစားနေတာပေါ့နော် RB က Hulas Conte အေး လူငယ်ကစားသမား16နှစ်ပဲရှိသေးတယ်အဲ့ဒီကစားသမားလေးကိုသူမထိန်နိုင်ဘူးဒီမာယူလူဆိုတော့ဒီကစားသမားလေးဒီကစားသမားလေးကလည်းတော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့ကညီကတို့ပထမဆုံးအနေနဲ့တော့ဘာဆိုလိုက်နောက်တန်းဒီနောက်တန်းအနေနဲ့ကတော့ဥရောပမသွားနဲ့အဲ့ပေါက်နဲ့ဖားကောက်တယ်လို့ပဲအဲ့တော့ဒီနောက်တန်းเนี่ยဘလို့မှကျွန်တော်တို့အဆင်မပြေဘူးဒီနောက်တန်းဟာကျွန်တော်တို့ရဲ့ high line လဲဆော့ခြင်းနဲ့မိနစ်တုန်းက လောက်တန်းကိုတော့မှကျွန်တော်တို့မီအောင်မဆော့နိုင်ဘူးပေါ့နော်အဲ Frankie Dion နဲ့ Battery ရဲ့ကွဲလဲဒီနေ့ကတော့အလုပ်ဖြစ်မရအောင်နဲ့မဖြစ်ခဲ့ဘူးကျွန်တော် Barcelona အနေနဲ့ပထမ25မိနစ်လောက်ပဲကျွန်တော်တို့ဒီ PSG ကို dominate လုပ်ထားရပေါ့နော်ဒါပေမဲ့နောက်ပိုင်းနေမှာတော့ကျွန်တော်တို့ PSG ကနေပြီးတော့ကျွန်တော်တို့မွေပါချောင်းရှောက်ပြီးတော့ဘယ်နေရာမှာဗာလေးတွေဘာစီလိုနာအားနေချက်လေးတို့တခုချင်းတွေထိုးနှက်သွားတာ AC ပဲ PSG အနေနဲ့ဒုတိယပိုင်းတစ်ပိုင်းလုံးကတော့ PSG ရဲ့ပွဲပဲဖြစ်သွားရပါတော့ ဒီကျွန်တော်ပထမဆုံးပြောချင်တာဘက်ထရီဘက်ထရီနည်းနည်းကတော့တော်တော်ကိုပွဲပန်းနေတယ်လို့ခံစားရတယ်။အဲပထမပွဲတွေမှာသူ့အနေနဲ့ပါဝင်နိုင်တယ်ဆိုတဲ့အနေထားမှာပြိုင်မဲ့ဟာအခုလောက် industry မကောင်းဘူးပေါ့နော်။ပြိုင်မဲ့ဟာအခုလောက်ကြီးကောင်းတဲ့ပြိုင်မဲ့နဲ့ဘာစီလိုနာအနေနဲ့မတွေ့ဘူးသေးတော့ဘာစီလိုနာဟာဒီဘောလုံးကိုင်ပြီးတော့အေးဆေးဆေးကျွန်တော်တို့ဆော့လို့ရတယ်ပေါ့နော်။အခုကြတော့ဘာစီလိုနာကကြောင်းပြန်ပြန်ဖြစ်နေတယ်နောက်ပိုင်းဒီပွဲနောက်ပိုင်းအချိန်တွေမှာပြန်ပြီးတော့ဘောလုံးတော့မရရအောင်ပြန်လူနေရတဲ့အနေထားဖြစ်တယ်။ ဒီ hulas gun တော်တော်ကိုရုံးကန်ရတယ်အရန်ကိုလေးကန်တယ်ဗျာ hulas gun တွေကဒီနေ့ပွဲမှာနော်အန်ဘိုင်းကိုသူ့အနေနဲ့ဘလို့မှမထိန်းနိုင်ဘူးဂျာရမတင်ကတော့ပြောမနေတော့ပါဘူးညီကူတော့နော်ဂျာရမတင်အကြောင်းကလည်းပြောနေရတာအကြောင်းထပ်နေပြီကူပါစီကူပါစီကတော့ဒီနေ့သူ့အနေနဲ့တော်တော်ကိုပြာရခတ်နေတာဘာမှမဟုတ်တဲ့ဒီ short pass လေးတွေဒီ normal pass လေးတွေတောင်မှသူ့အနေနဲ့မှားမပေးနိုင်တော့ဘူးကူပါစီဒီပထမဆုံးကိုကလည်းသူ့ရဲ့အမှားနဲ့မကင်းဘူးပေါ့လေကူပါစီအနေနဲ့သူဖြတ်ထုတ်တဲ့အားမှာလွဲသွားရပေါ့နော် တော့ကကူပါစီနဲ့အဲ့ဒီကစီအတွဲကဘလို့မှအခြေအနေမကောင်းဘူးပေါ့နော်ဘလို့မှအလုပ်မဖြစ်မနေဘူးဒီနေ့မှာအဲ့တော့မှပြိုင်ပွဲမှာဒီအုတ်ကြီးတို့ကျွန်တော်တို့ဒီအဲဒူဝီတို့ကာဘာစကေးလီယာတို့ဒီကစားသမားတွေမပါလို့ဒီကစားသမားတွေပါရင်တော့၄၅ခုကအသာကိုရှူးမှာပထမဆုံးအနေနဲ့ပထမပိုင်း25မိနစ်လောက်မှာဘာစီလိုနာအနေနဲ့ဒိုမီနီလောက်ထားတယ်ပြိုင်ပွဲအနေနဲ့ဘလို့မှကိုဘာစီလိုနာကိုမတွန်းလှန်နိုင်ဘူးပေါ့နော်ပထမဆုံး25မိနစ်မှာလမယာနယ်ထရီဗီလက်ဘက်တွေကပြိုင်ပွဲရဲ့ဒီကျွန်တော်တို့ဘက်လိုင်းတစ်ခုလုံးထိုးပေါက်သွားနိုင်တယ်ပေါ့နော် ဆိုလမရမယ်ဒီနေ့သူ့အနေနဲ့ဘာဖြစ်ဖြစ်တော့တော်တော်ပွဲကောင်းတပွဲကိုကစားခဲ့ရတယ်လို့ပြောရမှာပေါ့နော်ပထမပိုင်းတစ်ပိုင်းဒုတိယပိုင်းမှာတော့သူလည်းဘာမှမလုံနိုင်ဘူးမလုံနိုင်တဲ့အနေထားမှာခုလက်စကွန်နေနဲ့ဂျာရာမာတင်ရဲ့ဒီဖက်တွေကဘာမှဟိုအလုံးမဖြစ်တဲ့အတွက်ကြောင့်လမရမယ်တို့မက်ကရက်ဖိုတို့ကထင်တဲ့လောက်ကိုရှည်စောမပြနိုင်ခဲ့ဘူးမက်ကရက်မက်ကရက်ဖိုအနေနဲ့လည်းသူ့အနေနဲ့တော်တော်ကိုယုံခဲ့တယ်ဒီနေ့မက်ကရက်ဖိုကတပြေးပြေးနဲ့ဘာစလိုနာရဲ့ဒီကစားဟာနဲ့လည်းကိုက်ညီတယ်ပြီးရင်လည်းသူ့အနေနဲ့သူ့ရဲ့ယုံအားတိုးအားတွေကလည်းတော်တော်ကိုစင်တက်မြင့်လာရပေါ့ဗျာ ပြန်ပဲဒီဟာကီမီတို့အဖွဲ့ဆိုရင်ဟာကမရော့ဂရဖူပထမပိုင်းတစ်ပိုင်းမှာတော်တော်ကိုထိမ့်သိမ်းရခဲ့ရတယ်ပေါ့နော်တော့ကကွင်းလက်မှာကျွန်တော်တို့ကြည့်ကြည့်ရမယ်ဆိုရင်တော့ဖရန်ကီဒီယောင်နဲ့ပက်ဒရီကိုဖရန်ကီဒီယောင်ဆိုရင်ကျွန်တော်ဖာဗီယန်ရူးကအသေးကတ်ထားတာသူတို့မမ်မကင်မမ်မကင်ကတ်ထားတာပေါ့နော်ပက်ဒရီကိုဆိုလည်းအဲ့လိုပဲဒီဆိုင်းအမရီကကတ်ထားတယ်ကတ်ထားတဲ့အတွက်ကြောင့်သူတို့နှစ်ယောက်စီကနေပြီးတော့ဘောလုံးထွက်ဖို့ဆိုတာတော်တော်ခက်ခဲခဲ့တယ်ပေါ့နော်အသုံးလုံးလုံးမကျတော့ဒန်နီအိုမိုပဲဒီနေ့ဘက်မှာသူ့အနေနဲ့ အပိုင်အခွင့်အရေးကြီးကိုကန်ခဲ့ရသည့်တိုင်အောင်လူမှအောင်ကန်နိုင်ခဲ့သေးတယ်ဒဲနီမူ။ဖာမင်လိုပက်ဆိုရင်တော့မှဘာဖြစ်ဖြစ်ဂိုးရက်လက်လည်းကောင်းသေးတယ်ဒီယုံကြည်မှုလည်းပိုပြီးတော့ရှိတယ်လို့ကျွန်တော်ကလောလောဆယ်မှာဖာမင်လိုပက်ကဒဲနီမူရဲ့အရှိမရောက်နေတယ်လို့ခံစားရတယ်ပေါ့နော်။အဲ့တော့ဒီနေ့ပွဲမှာကျွန်တော်ပြောချင်တာတွေကများနေတဲ့အတွက်ကြောင့်ပထမဆုံးသတိရမိတာတော့ရာဖီညာနဲ့ဖာမင်လိုပက်ပဲ။ဒီလမရမယ်နဲ့ referee ရောဟာပြိုင်မဲ့ရဲ့ဒီလူကကစားထားတဲ့ဒီပြိုင်မဲ့ကိုဒီ off the ball movement တွေမှာဘောလုံးလိုက်လူတယ်ပြင်ဆင်ပေးတယ်ဆိုတာ Rafinha ရော Fabinho Lopez တို့က အိတ်နေတာတော့ပဲရှိတယ်သူတို့ကတာဝန်အရပဲပေးတာတာဝန်ကြီးလေးပေးနေတဲ့သဘောဖြစ်နေတယ်ဗောနော်ဆိုတော့ကအဲ့ဒီတော့ကြောင့်ထိထိရဲရောက်မပေးနိုင်ဘူး Frankie ဒီအောင်နဲ့ Battery ကလည်းကွင်းလမ်းမှာဒီ Man Marking ပေးကန်ထားတဲ့တော့ကြောင့်သူတို့စီကလည်းထင်တဲ့လောက်ကြီးဘောလုံးကမထွက်နိုင်ဘူးအဲ့ဒီတော့ကြောင့်သူတို့ရဲ့ Row ကဗီတညာကတော့ Deep Line မှာဆော့တယ်ဗောနော် Danny Omo ကလည်းဘာမှမလှုပ်နိုင်ဘူးဒါပေမဲ့ဒီ Frankie ဒီအောင်ကို Battery ကိုသူတို့ဒီသူတို့ကွင်းလမ်းရလှမ်းပြီးတော့ဒီတက်ထောက်ထားတဲ့အနေထားမှာကျွန်တော်တို့ကုသမားနေပြီးတော့ဒီဖြတ်တင်မော်တွေ ပြန်ပေးတဲ့နေရာမှာလဲဒန်နီအိုမိုတို့ရက်ဖို့တို့လမိုင်းရမယ်တော့ဟိုရက်ဘေးကကောင်းကောင်းမလုပ်နိုင်ဘူးခရန်တော်ရက်တို့ကလည်းဟိုရက်ဘေးမကောင်းခဲ့ဘူးပေါ့နော်ထင်သလားမကောင်းခဲ့ဘူးပြန်ပြခါကျွန်တော်တို့လူမစုံသိတိုင်အောင်သူကလည်းချန်ပီယံလိချန်ပီယံဖြစ်တဲ့အတွက်ကြောင့်ဘာစီလိုနာလည်းချိန်နေတာပါတယ်စာမောင်းချိန်နေတာဒီနှစ်ပြည့်ကြီးကိုတုံတောင်တုံးနေတယ်လို့တော့ကျွန်တော်ထင်ရတယ်ဗျာဘိုးသမားသာမကာကွယ်နိုင်ကျွန်တော်တို့၄၅ခုလောက်တော့အသာပဲပေးရမယ့်နေထိုင်ပဲပထမပိုင်းတစ်ပိုင်းမှတော့ဒီမိနစ်20 30လောက်အထိက အဲ PSG ရဲ့တိုက်စစ်ကဘာမှအလုံးမဖြစ်ခဲ့ဘူးပေါ့နော်ဒီကွင်းလဲကိုလည်းအကုန်လုံး dominate လုပ်ထားတယ် Frankie Dion တို့အဖွဲ့ကဒီ Nuno Mendes ကိုလုံးလုံးမထိနိုင်ဘူး Nuno Mendes ချီရပဲကျွန်တော်တို့ဒီသူတို့ရဲ့တိုက်စစ်လမ်းကြောင်းကအဲတွားတဲ့အနေအထားတစ်ခုဖြစ်တယ်ဒုတိယပိုင်းမှာကျတော့အဲ့လိုမဟုတ်တော့ဘူးဒုတိယပိုင်းမှာကျတော့ဒီပွဲကဘျောင်းဘျောင်းဖြစ်သွားပြီအဲ Barcelona ကစားသမားတွေကလည်း ဟောဟောဟဲကိုဖြစ်ကုန်ပြီဗျအဲဒီကစီယာတို့ခွန်တေတို့အစားဟောဟောဟဲကိုဖြစ်ကုန်ပြီပရီလည်းဒီကြောင်ကလည်းပွဲပန်းနေတဲ့အနေထားရေးပထမပွဲတွေမှာတော့သူတို့ကပွဲပန်းနေဆိုတဲ့ဟာတိတ်မပေါ်ဘူးကိုယ့်ထက်အရန်ညံ့တဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူတို့ရဲ့ဒီပွဲပန်းနှုန်းကအတူတူဆိုမိနစ်80လောက်မှာတော်တော်ကိုကျသွားတော့တာဓမ္မရမန်နဲ့ရက်ဖိုတို့ဒီတောင်မှနှစ်ဖက်ကလည်းလုံးလုံးတည်သွားတာပေါ့နော်ဒုတိယပိုင်းမှာကွန်တေနာဂျာရမတ်တင်ကသူတို့ကသူတို့တော့ဖီအားကိုအောက်မှာရောက်နေတော့တဲ့ကြောင့်လုံးလုံးပဲဒီလမိုင်းရမယ်နဲ့ရက်ဖိုကိုကူရမက်ကရမယ်အိုဗာလက်တွေအရာလက်တွေလုတ်ပေးဖို့အတွက်လုံးလုံးကို အဲနောက်ကနေပြီးအကူမရှိခဲ့တော့ဘူးအဲ့ဒီလိုကြောင်ပြန်မဲ့ဟာတဖြည်းဖြည်းနဲ့တာစီရသွားခဲ့တယ်ဒီ82မိနစ်မှာပေါ့နော်ကျွန်တော်တို့ဒီမက်ကရာဖိုကိုထုတ်ပစ်တယ်လူဝင်ဒေါစကီထွက်ထည့်တယ်နောက်ပြီးမက်ကာဆက်ကိုထည့်တယ်ဒန်နီအိုမူနေရာမှာဝင်တယ်အလန်တို့ပဲတဲ့ဂျာရမာတဲ့နေရာမှာဝင်တယ်အဲ့ဒီတည်းဟာဟိုအချိတ်ကပြက်ပြက်ပြက်ပြီးဘာဖြစ်လို့လဲဆိုတော့ဒန်နီအိုမူနေရာမှာပက်ဒရီကိုနံပါတ်10ရိုးမှာတင်ပေးလိုက်တယ်82မိနစ်မှာမက်ကာဆက်ကိုနဲ့ဖရန်ကီတီယောင်အတွဲဟာချိတ်ကြီးပြက်လာပြီး အဲဘက်ထရီကလည်းပွဲပန်းနေလို့တဲ့ကြောင့်သူ့အနေနဲ့လည်းထင်သလောက်ကြီးအဲရှည်စောမပြနိုင်တော့ဘူးဒုတိယပိုင်းမိနစ်90လောက်မှာပေါ့နော်ဆိုတော့ကကျွန်တော်ကတော့ final trap ကိုထုတ်စေချင်တာ magra refu အစားပေါ့နော် final trap refu ကကြတော့ဘာဖြစ်ဖြစ်သူ့ရဲ့ speed နဲ့ hakimiro နဲ့ကြာရှင်းလို့ရတယ် final trap ထက်ကြတော့ hakimiro ကတော်တော်ကိုပုံမြန်တယ်ပေါ့နော်အဲ့ဒီကြောင့် final trap ရဲ့ better မှာဘလို့မှအလုံးမဖြစ်ခဲ့ဘူးပုံစံ89မိနစ်ကဘက်ထရီနေရာမှာမှတ်ပန်နဲ့ဝင်သွားပြန်ရောအဲ့ဒီအရာကိုပွဲကလုံးလုံးပြီးသွားပြီ ဘာလို့ဆိုတော့ပက်ဒရီနေရာမှာမတ်ဘန်နဲ့ဝင်လိုက်ပြီမတ်ဘန်နဲ့ねကျွန်တော်တို့ Frankie Dia ကိုအဲ DM နေရာမှာထားပြီးတော့ကျွန်တော်တို့ဒီ Macassar ဆိုတာ defensive maybe ဆော့တဲ့ကစားသမားကိုနံပါတ်10 route တင်လိုက်တဲ့အနေထားမှာဘလို့ဘုံမှာကိုကျွန်တော်တို့ရဲ့တိုက်စစ်တရားစားလုံးလုံးတည်သွားပြီနောက်တန်းကလုံးလုံးဖြူဖေးရဲပဲတော်တော်ကိုနှောခံကောင်းလို့သာလင်္ကာကိုရှူမခံရတာဗောနော်ညီကိုတို့ပွဲစဉ်60မိနစ်မှာတော့ Barcelona ကိုမကြိုက်တာအဲ့ဒါပဲနောက်ဆုံးမိနစ်ရောက်နေပြီဗောနော် highlight ဆော့နေတော့မှာ highlight ဆော့နေတော့မှာ Barcelona highlight ဆော့နေတော့မှာနောက်ဆုံးအထိန်ချင်းချီကို အင်တာမီလန်နဲ့ပွဲတော်ကလည်းကျွန်တော်တို့ခံပြီးပြီဘာစီလိုနာနောက်ဆုံးအချိန်ထိ highlight ဆောက်နေတော့မယ်ဘယ်လိုလုပ်မလဲညီကိုတို့ဝမ်ဝမ်တီကြအောင်မသူတို့ဆောက်နေပါလေဆိုမှပဲ defensive ကိုကောင်းကောင်းလုပ်လေနော်ဒါပေမဲ့လည်းသူတို့က highlight ဆောက်နေတော့မယ်။ Zara Ramuro ကနော်နောက်တော့မှပြန်မစင်ဘူးဒီတိုင်းမှာစောင့်နေတာ။အဲ Hakimi ပြေးလိုက်တဲ့အချိန်ကျမှသူကခက်တီတီပဲ AC လန်လေးလျှောက်ပြီးတော့နည်းနည်းလေးပြေးပြီးတော့ပဲပိတ်သွင်းလိုက်တော့တာပဲအပြီးပဲ။ Hakimi ကကျတော့လူမကျုံဘူးဆိုတော့သူတို့လည်း AC onside ဖြစ်သွားပြီပေါ့နော်။ဒါကထိုက်တန်တဲ့ရုံရဲလက်လို့လည်းပြောရလိုက်ရတယ်။တစ်ဖက်ကလည်း Champion League Champion ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ ပညာရခဲ့တယ်လို့ပဲပြောမှန်းကြီးကိုတို့ကဘာစီလိုနာရေမှုသာသာလေးပဲဖြစ်သွားခဲ့တယ်ပေါ့ဗျာ။ဒီမှာဆို present အရင်ကောင်းတဲ့ Fermin Lopez တို့ရာဖီညာတို့လိုကစားသမားမျိုးတွေကိုကျွန်တော်တို့အနေနဲ့တော်တော်ကိုလိုအပ်ခဲ့တယ်ပေါ့နော်။ Danny Omonia မှာ Fermin Lopez ကဆိုရင်တော့ပြိုင်ပွဲကွင်းလို့တွေအနေနဲ့တော်တော်ကိုအလုရှုပ်သွားစေခဲ့မှာပေါ့နော်။အေးသူ့ရဲ့ speed တွေသူ့ရဲ့မှွေနှောက်အားတွေနဲ့ရာဖီညာလည်းထုံနေလောက်ကောင်းပဲ။အဲ့တော့လမ်းရမယ်နဲ့ Rafo တို့ Ferran တို့ကကြတော့အေး present ပေးနေတာသူတို့ကတောင်းအောင်ရပေးနေတောင်းဝန်ကြီးလေးပေးနေတဲ့သဘောကိုဖြစ်နေတာညီကိုတို့က။ဘလို့မှအဆင်မပြေဘူး။ ဘာစီလိုနာအနေနဲ့1 2ဆိုတဲ့ရလက်နဲ့ရှုံးသွားပြီ။ချန်ပီယံလိမှာတော့ကျွန်တော်ဘာစီလိုနာဟိုမမျော်လင့်တာပါကောင်းလားမျော်လင့်အညီကလို့တွေနဲ့စိတ်ပင်ပါမယ်။ဟန်စီဖိလစ်ကိုလည်းကျေးဇူးတရားမှာပေါ့နော်။သူကရှိတာလေးနဲ့ဘာစီလိုနာကိုလူချင်းအောင်သူစူးစမ်းပေးခဲ့တယ်ပေါ့နော်။ ဘာဖြစ်လဲဆိုတော့သူ့လူပဘဝပဲပေးတာဘူလူဝဲလို့ရခဲ့ရင်လဲမှတ်ပုံတင်ရတာလဲအလုပ်တစ်ခုတော့ဘာစလိုနာပြိတက်တွေဖြစ်ရတာလဲဘာဖြစ်ဖြစ်တော့ဟိုကူရင်းနဲ့အသေးတွေကနေရှင်းနေတဲ့အတင်ဖြစ်နေလို့တဲ့ကြောင့်တော့ကျွန်တော်တို့ကတော့ဘလိုရှင်နေပဲရောက်ဆက်ပြီးတော့အားပေးနေဦးမှာပဲတနားကြီးခွဲဆိုလဲကျွန်တော်တို့ထားပြီးတော့ကြည့်နေမှာပဲနှစ်နားကြီးခွဲဆိုလဲထားပြီးတော့ကြည့်နေမှာပဲဘက်ထရီတို့ဒီကြောင်တို့ကိုလဲဒီပွဲချောင်းတွေမှာအနာပေးသိရင်ပေးပြလိုက်နောက်ပိုင်းမှာပွဲထိန်းဖို့အတွက်ပြန်ပြီးတော့ဝင်ခိုင်းလိုက်သူတို့လက်တော်တော်ပင်ပန်းနေခဲ့ပြီဒီနေ့ပွဲမှာကိုတဲ့ intensity မြင့်တဲ့အသေးနဲ့တွေ့တော့သူတို့လက်တော်တော်ကိုဒီလဲကျွတ်သွားတယ်ပေါ့ဗျာဆိုတော့ကညီကတို့ဒီနေ့ကတော့ဒီလောက်ပါပဲအဲညီကတို့အမြင်တွေကိုလဲ ဥပမာဝင်ဆွေးနွေးကြပါအောင်ကျွန်တော်ရဲ့ YouTube channel လေးလည်း subscribe လုပ်ခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်